တုတ်တန်ချံအခိုင်းနှင့်တုတ်တန်ချံအခိုင်းနှစ်သည် လူကျင်ဝဲဖို့ဉာဏ်ပညာ၏အကျိုးကျေးဇူးများအကြောင်း ဖြစ်သည် အခန့်ငယ်၁ငါတာတင်းသည်ပညာစကားကိုနားထောင်၍စေတနာစိတ်နှင့်ဉာဏ်ကိုချပွေသည့်တိုင်အောင်ငါစကားကိုနာခံ၍ငါပညာတို့ကို ကိုယ်ထဲ၌သွင်းမိလျင်၎င်းတိပ္ပံတက်ကိုခေါ်၍ဉာဏ်နောက်သို့အတန်ကိုလွှင့်လျက်၎င်း ငွေကိုရှာတတ်တကဲ့သို့ပညာကိုရှာ၍ဖွက်ထားသောဗန္နာကိုစူးစမ်းတတ်တကဲ့သို့ဉာဏ်ကိုစူးစမ်းလျင်၎င်းခါဝရဘုရားကို ကြောက်သောသဘော၌ကျင်လည်၍ဘုရားသခင်ကိုတည်သောဉာဏ်နှင့်ပြည့်စုံလိမ့်မည်အကြောင်းမူကားခါဝရဘုရားသည်ပညာကိုပေးတော်မူတတ်၏နားလည်နိုင်သောဉာဏ်သည်နှုတ်ကပတ်တော်အားဖြင့်သာဖြစ်တတ်၏ဖြောင်းမတ်သောသူတို့အဖို့ ပညာရည်စနာကိုတိုထားတော်မူ၏။တရားသဖြင့်ကျင့်တော်သူတို့ကိုကွဲကားတော်မူ၏။မိမိတန်ရှင်းသူတို့သည်တရားလမ်းကိုစောင့်ရှောက်မိအကြောင်းသူတို့၏လမ်းခရီးကို လုံခြုံစေတော်မူ၏။ဂျေဇုတော်ကြောင့်တင်းသည် ဖြောင့်မတ်စွာကျင့်ခြင်းတရားသဖြင့်စီရင်ခြင်းလျစ်လျူစွာ ဆုံးဖြတ်ခြင်းမှစ၍ကောင်းသောလမ်းရှိသမျှတို့ကိုတိနာလေလိမိပညာသည်တင်း၏နှလုံးထဲသို့ဝင်၍ ်သင်သည်တိကြားခြင်း၌အမွေလျော်သောအခါတမာတိသည်တင့်ကိုထိမ့်သိမ့်၍ဉာဏ်သည်လည်းစောင့်ရှောက်သည်ဖြင့်သိုးသောလမ်းမှကဲတင်လိမ့်မည်ကောက်သောစကားကိုပြောတတ်သောသူ ဖြောင်းမတ်သောလမ်းကိုစွန့်၍မိုက်မဲသောလမ်းသို့လိုက်သောသူဒူးစရိုက်၌အမွေလျော်၍အာရမလူ၏ကောက်လိန်ခြင်းကိုအာရနှစ်သက်သောသူဖြောင်းသောလမ်းသို့မလိုက်ကောက်သောလမ်းသို့သာ လိုက်တော်သူတို့ဤလက်မှ၎င်းအမျိုးပြတ်တော်မိမနှုတ်နှင့်ချော့မော့တတ်သော ပြစ်တစားမိမအတတ်ငယ်စဉ်ပဲ့ပြင်သောကျေးဇူးရှင်ကိုစွန့်၍မိမိဖျားသခင်ဤဗရိညင်တရားကို မေ့လျော့တော်မိမလက်မှ၎င်းတင့်ကိုကဲတင်လိမ့်မည်ထိုမိမ၏အိမ်သည်တည်ခြင်းနှင့်၎င်းသူလိုက်တော်လမ်းတို့သည်တင်းချိုင်းသားနေရာနှင့်၎င်းဆက်ဆိုင်သည်ဖြင့် ူဤအိမ်တို့ဝင်တော်သူတစုံတယောက်မျှမပြန်ရအသက်လမ်းကိုမမီရတင်းဒီသူတော်ကောင်းတို့ဤလမ်းတို့ချောက်၍ဖြောင်းမတ်တော်သူတို့ဤလမ်းခီးတွေကမထွက်ပဲအစဉ်တစိုက်လိုက်ရမည်အကြောင်းဒီဖြောင်းမတ်တော်သူတို့သည်ပြည်တော်၌နေ၍စုံလင်တော်သူတို့သည်နေရာကြကြလိမ့်မည်အာရမလူတို့မူကားပြည်တော်မှပယ်ရှင်ခြင်းလွန်ကျူးသောသူတို့သည် နှုတ်ပြရှင်ကိုခံရလိမ့်မည်။တုတ်တန်ကြံအခိုင်းနှင့်ပြီးပါပြီ။နှုတ်ကပတ်တော်နားထောင်သွားသော သူအယောက်စီတိုင်းဖျားသခင်သာ၍ကောင်းချီးပေးပါစေ။အာမင်။